ဘလို့မှမနေပါဘူးပြတ်သွားပြီလေ။နိုင်ချာသေးတဲ့ဝိုင်းစုံနဲ့ဟင်းမြန်တွေရဲ့အတိတ်။ပရိသတ်များလောက်ဝဲမိလားဗျာ။ဆွဲစုံ entertainment channel ကနေပြီးတော့ပြန်လေးကြိုလိုက်ပါရင်။တို့တို့လမ်းခွဲခဲကြတာဟာကြာပြီဖြစ်ပေမဲ့အခုချိန်အထိပရိသတ်တွေရဲ့စိတ်ထဲမှာစွဲနေဆဲပါပဲ။အနုမညာရှင်ဘွားမှာဘသူနဲ့ပဲချစ်သူဖြစ်ဖြစ်လမ်းခွဲသည်ဖြစ်စေအိမ်တော်ပြုသည်ဖြစ်စေအချိန်ကြာမိပြီဆိုရင်တော့မှအမှန်ရဆရာဇလန်းတဘောဖြစ်ရင်ကျန်ရင်နေတာပါပဲ။တို့တို့ကဟာခဏတာအခြေအကိုဖျက်တမ်းခဲကြပြီလမ်းခွဲခဲကြတာကြာပါပြီ။ဒါပေမဲ့အခုလိုမျိုးဟင်းဝင်ရန်ကမင်းသမီးချောဆိုဗီယက်တစင်နဲ့လက်ထပ်လိုက်တဲ့အခါမှာတော့အတိတ်ကဇလန်းတွေကပြန်လည်ထွက်ပေါ်လာခဲ့ပါရင် အနုပညာရှင်ဆိုတော့ဒါမျိုးကမလဲမသိကြောင်းအောင်ပါပဲကြာလာပြီဖြစ်တဲ့အတိတ်ကိုခဏမေ့ထားပြီးလက်ရှိကိုပြန်ကြည့်ရအောင်ပါအဲဝင်ဟာသူ့ရဲ့ဘွားလက်တွဲပေါ်ဖြင့်ဆွေမျိုးသစဉ်ကိုရွေးချယ်ခဲ့ပြီးမင်္ဂလာပွဲကိုစီကောင်းတမ်းမြိုင်စွာကျင်းပခဲ့ပါရင်ဒီတဲ့ရင်ဟာမြန်မာပြည်သက်တွေကြားထဲမှာအချိန်အတော်ကြာစိတ်ဝင်စားစရာအကောင်းဆုံးတဲ့တဲ့ဘုတ်ဖြစ်ခဲ့ပါရင်ဒီအိမ်အောင်ပြမှုကိုဆွေမျိုးသစဉ်ရဲ့အမားဖြစ်သူမာကြီးဆိုးကဘလို့သဘောထားလဲဆိုတာကိုလည်းစိတ်ဝင်စားစရာပါမာကြီးဆိုးက တို့နှစ်ယောက်မဟုတ်မှာကိုပဲစိတ်ပူခဲ့ရတာလို့ဖွင့်ရခဲ့ပါတယ်။ဘာလဲဆိုတော့တို့နှစ်ဦးဟာလူအများပြောနေကြတဲ့ဇုံလေးဖြစ်နေပေမဲ့နောက်ဆုံးမှာများဟင်းဝင်ရံကဆိုဗီယက်တရင်ကိုထားပြီးတခြားတယောက်ကိုများရွေးချယ်သွားမလားဆိုရင်စိုးရင်စီရှိခဲ့လို့ပါတယ်။တကယ်တော့မအေးဆိုကဟင်းဝင်ရံကိုချစ်ပေးသားမို့လို့ဆွေမျိုးတွေကကလေးတယောက်တွလာတာကိုကျေနပ်မိတယ်လို့လည်းဆိုပါတယ်။ဒီစကားကနေပြီးနှစ်ဦးသားချက်ဆန်ရေးကခိုင်းမာနေခဲ့တာကိုအမဖြစ်သူကသတိထားမိခဲ့တာပါအခုဆိုရင် EH boyfriend ဖြစ်တဲ့ဟင်းဝင်ရံကအင်တာဗျူးသွားတဲ့အခါဝိုင်းစုကနေအတိတ်ကဇလန်းနေခါလဲဘလို့မှရှောင်လဲလို့မရပဲထွက်ပေါ်လာခဲ့ပါတယ် ရမယရှင်တရားရဲ့ကိုယ်ကိုယ်ရာကိစ္စတွေဟာတကယ်တမ်းဆိုရင်သူတို့ရဲ့ဘဝတော့ဖြစ်ပေမဲ့ပြိတ္တရီကြားထဲမှာတော့အတင်းတုပ်စရာဖြစ်နေကြတာအမှန်ပါပဲ။ကောလာဟာရီယာဝိုင်းဆုနဲ့ဟိဝဲတို့လမ်းခွဲခဲ့ကြတာဟာမွေချေးအစ်စင်တန်းကြောင့်ဒါမှမဟုတ်မြင်းခံမဲ့ကြောင့်မဟုတ်ပဲဝိုင်းဆုရဲ့အတိတ်ကအချင်းဆက်လက်နေကြောင်ဖြစ်နိုင်တယ်လို့ပြောဆိုနေကြတာပါ။ဟိဝဲရဲ့နေမတိုင်ခင်ဝိုင်းဆုဟာတေးရေးစွာနဲ့ချစ်သူတွေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာရှူတင်ကမီထိုးမန်ထိုးကောင်းလေးနဲ့ခိုးရလိုက်ပြီးပြုရဲဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ပါရင်ဒီလိုဖြတ်တန်းမှုတွေကိုဟိဝဲကချစ်လို့နားလည်ပေးခဲ့ပေမဲ့ရှေးဦးဆန်နဲ့သူ့ရဲ့မိဘတွေကလုံးဝခက်ခါတိတိဖြစ်ခဲ့ကြရလို့ဆိုပါရင် အနုပညာရှင်ရဲ့အတိတ်ဆိုတာကတကယ်တော့အလွယ်တကူဖျောက်ဖျက်လို့မရဘူးဆိုတာဒါကိုကြည့်ရင်သိနိုင်ပါတယ် ဒါနဲ့မကားသေးပဲအဆိုတော်အွန်လိုင်းတွေကလည်းပုံစံတော်လမ်းကားစင်မှာတိုက်ခန်းကားပြီးဖြစ်ချင်တိုင်းကိုဖြစ်နေခဲ့တာလို့လည်းအင်းကြီးချင်းတွေကနေတဆင့်တင်းနေကထွက်ပေါ်ခဲ့ပေမာနေဒီလိုမျိုးဇလန်းတွေပေါ်ထွက်လာတဲ့အခါမှာဝိုင်းစုခိုင်တဲ့ရဲ့ကိုပိုင်ပွားနဲ့သူ့ရဲ့ရင်းရင်းမှုအပေါ်မှတ်ချက်တွေကမျိုးမျိုးပေးနေကြတာကိုတွေ့ရပါတယ်။မားမယ်ဆိုတာကိုတိတိနဲ့တော့ဘူးမှမလုပ်ဘူး။ဘာဖြစ်လဲဆိုရင်တင်းကိုထိခိုက်သွားလာဆိုတဲ့ပုံစံမျိုးနဲ့တဝါသူနေထိုင်ခွင့်ကိုထောက်ခံသူတွေကလည်းဝိုင်းစုကအပုတ်ချတဲ့အပေါ်ပဲတောက်ပါပြီးသားတဝါသူရက်တည်နိုင်တယ်လို့ဆိုပါတယ်။ဒါမှမဟုတ်တော့ဟင်းဝင်ရံကဝိုင်းစုကို EH ကိုတသားသားနဲ့မရလိုက်ရလေခြင်းလို့နောက်နောက်ရနိုင်မဲ့သူမျိုးမဟုတ်ဘူးလို့ဆိုတဲ့အမြင်တွေကလည်းရှိပါတယ်။ပါလို့ ရင်းနှီးနှီးပဲကျွန်တော်အနေနဲ့ပြောမှာနှုတ်ဆက်ဖြစ်ပါတယ်ခင်ဗျာဟုတ်လားဆိုတော့တကယ်တော့ဖြတ်တန်းမှုတစ်ခုပါဘယ်သူပဲဖြစ်ဖြစ်အခုလည်းရှိအချိန်မှာပျော်ရွှင်ချမ်းမြေနေအောင်မြင်ရတာအကောင်းဆုံးပါပဲဟိမယန်နဲ့ဆိုဗီယက်သင်းတို့လည်းပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေဝိုင်းစုခံတဲ့တရားလည်းအနုမညာလမ်းကြောင်းပေါ်မှာဆက်လက်တောက်ပပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ